င်္ဂလာပါဇာမဒီအန်တာတီမတ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာတွေကတော့ဘောလုံးအားကစားရဲ့မူလအစားသမိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ပစကာကိုဟူဒမဟောအစက်တကစားကြမယ်လို့ပြောရင်ဗာကစားနည်းဆိုတာသိနိုင်ဖို့ခက်ခဲပါလိမ့်မယ်အဲ့ဒီနာမည်တွေကဒီနေ့ပေါ်ပူလာဖြစ်နေတဲ့အကစားနာမည်ရဲ့ရှိရှိကနာမည်တွေဖြစ်နေလို့ပါပဲဒီနေ့ခင်ဗျာလည်းအဲ့ဒီကစားနည်းကိုလူတွေကနာမည်နှမျောနဲ့ခေါ်ဝေါ်ကြပါတယ်တချို့ကဘောစာလို့ခေါ်ဝေါ်ပြီးတချို့ကတော့ဖုတ်ဘောလို့ခေါ်ဝေါ်ကြပါတယ်အမတွေကတော့ဘောလုံးကစားလို့ခေါ်ကြပါတယ်ဘောလုံးကစားရဲ့မူလအစကိုရှာဖွေတဲ့အခါကဘာကြီးရဲ့နေရာဒေသတိုင်းမှာလို့လို့အရှိနေကြတာကိုတွေ့ရှိရပါတယ်တမိုင်းတင်ခံရတဲ့လူအဖွဲ့အစည်းတွေအားလုံးပဲ ဲဘောလုံးကစားကြရဲဆိုတာသိရတော့ဒီနေ့ခေဘောလုံးအကစားရဲ့ရှေးဦးတည်ထင်သူတွေဟာအများကြီးရှိခဲ့လို့သတ်မှတ်ရတော့မှာပါဘောလုံးကစားကိုအီဂျစ်မှာပထမဆုံးကစားခဲ့တဲ့အချိန်ဟာ1800 BC ကတည်းကကစားခဲ့ကြတာဖြစ်ပါတယ်ဘလိုပဲဖြစ်ဖြစ်သိပ္ပံနီးချာထောက်ထားတွေအားဘောလုံးဤပညာပါကစားနိုင်ခဲ့တဲ့ကစားပွဲတွေဟာရှေးခေတရုတ်ပြည်မှာပေါ်ထွန်းခဲ့တာဖြစ်တယ်လို့သိရပါတယ်ထိုအကစားနည်းကိုတရုတ်တွေကတော့ကျူးချိုလို့ခေါ်ဝေါ်ခဲ့ကြပါတယ်ဒေသခံအမေရိကန်အိန္ဒိယန်တွေဟာဘောလုံးကစားကိုပါဆက်ကောခေါ်ဆိုပြီးကစားခဲ့ကြပါတယ်အဲ့ဒီစကားလုံးရဲ့ အသေးပဲကတော့6ရောင်းနဲ့ကန်ရဘောလုံးဟုအသေးပဲရပါတယ်အဲ့ဒီဘောလုံးအကစားပွဲတွေဟာအလွန်တရာနှစ်လိုပဲကောင်းတာမျိုးမဟုတ်ပဲမယုံကြည်နိုင်လောက်ပြင်ထန်ခဲ့ပါတယ်အများနဲ့ဖြစ်ဖြစ်ဖြစ်ထားရှိတာကဘောလုံးအကစားသမားတွေဟာဘောလုံးပွဲပြီးပြီဆိုတာနဲ့အယိုးကျူးတူကျူးအယိုးကျူးတာမဟုတ်ပဲတခြားစိုးရင်တန်ရရရှိမှုတွေကသူ့ဟာနဲ့တူရှိနေပါတယ်တကယ်လည်းအဲ့ဒီခေတ်ဘောလုံးပွဲတွေကစစ်ပွဲတစ်ပွဲတိုက်တဲ့ကဲသူကြီးမားကျယ်ပြန့်ပြီးရှင်ပြန်ကစားတဲ့အသင်းနှစ်သင်းဟာတသင်းကိုလူ900လောက်ပါဝင်ကစားနေကြတာကိုတွေ့ရှိရပါတယ်အဲ့ဒီကစားပွဲရဲ့ပြင်းထန်တဲ့သဘောတဘာဝကိုနား ားလဲတဲ့ဘောလုံးအကစားသမားတွေဒီဟာတိုက်ပွဲဝင်ဆေးရောင်တွေကိုခန္ဓာကိုယ်ပေါ်မှာချက်တာပြီးကစားပွဲအပြီးအနာလီယားဖြစ်ခြင်းမှာရှောင်ကျဉ်နိုင်ဖို့အတွက်အဆောင်ရည်ရာများကိုထားရှိလေးရှိပါတယ်ဘောလုံးပွဲရဲ့တစ်ဖက်အသင်းနဲ့တစ်ဖက်အသင်းတွင်းကြရမယ်ခူပေါက်တွေဟာအကွာအဝေးအပြင်တမိုင်လောက်ကွာကြပါတယ်ကစားပြီဆိုရင်လည်းနိုင်ပေါင်းများစွာချင်းပေးရပြီးဒီနေ့မပြီးရင်နောက်နေ့ဆက်ကန်ရတဲ့အကစားမျိုးဖြစ်ခဲ့ပါတယ်ခေတ်သစ်ဘောလုံးအကစားဥပဒေတွေကတော့19ရာစုအလယ်ပိုင်းလောက်ကအင်္ဂလန်နိုင်ငံပုပ်ပလီကအကြောင်းကြီးကြီးကကိုနီကိုဟန်နဲ့ဘောလုံးကစားကြတွေကိုစူးစီးပြီးဥပ ီတီတက်မှတ်ခဲ့တဲ့အပေါ်အခြေခံပြီးပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်ကပေါ်ထွက်လာခဲ့တဲ့ဘောလုံးစီမင်းစည်းကမ်းတွေကို Cambridge ဥပဒေသား Cambridge Rule လို့လူတီများတာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးသတ်ကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ Channel လေးကို Like and Subscribe လေးပြုလုပ်ပေးဖို့မေတ္တာရပ်ခံပါတယ်ခင်ဗျာ